မန္တလေးမြို့မှာစတင်အသုံးပြုနေပြီဖြစ်တဲ့ရွေးလျားမီးပွိုင်တွေကရင်ကြောပိတ်ဆို့မှုကိုမဖြေရှင်းပေးနိုင်သလိုမီးပွိုင်နဲ့လည်းအသားမကျသေးဘူးလို့မြို့ကန်တွေကပြောပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်မန္တလေးမြို့တော်စီပင်တရားရေးကော်မတီကတည်ထွင်ဖန်တီးထားပြီးမန္တလေးရဲ့ရင်ကြောပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့အသုံးပြုနေတဲ့ရွေးလျားမီးပွိုင်တိုင်တွေဟာရင်ကြောပိတ်ဆို့မှုတွေကိုမဖြေရှင်းနိုင်သလို မြို့ပံအနေနဲ့လည်းအသာမကျသေးဘူးလို့ဒေတာခန်တွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလတတိယပတ်မှာစတင်အသုံးပြုလာတဲ့ရွေးရှာမီပွိုင်းတိုင်တွေဟာရင်ကျောပိတ်ဆို့မှုကိုဖြေရှင်းဖို့ဆိုပေမဲ့အပန်တကယ်ရင်ကျောပိတ်ဆို့တဲ့နေရာတွေမှာအသုံးပြုနေတာမဟုတ်တဲ့အတွက်ရင်ကျောပိတ်ဆို့နေတဲ့ပြဿနာကိုမဖြေရှင်းနိုင်ကြောင်းဒေတာခန်တယောက်ကပြောပါတယ်။ သူ့ရဲ့ရွေးစားမိပိုင်းကကျတော့သေးတယ်မှာသေးတယ်ဆိုတော့ကားအမြင့်နေမှာကုမ္ပဏီကားတွေပါကုမ္ပဏီကားတွေဆိုလို့ရှိရင်တော့မြင့်နေလေအဲ့ကားတွေဆိုလို့ရှိရင်ဟိုအဲ့ကားတွေအရှေ့ပိတ်နေနောက်ကဆိုင်ကယ်တွေနဲ့ကားနေနေကကျတော့ဒီမိပိုင်းမျိုးဘလို့မြင်မလဲသူ့မိပိုင်းကကျတော့လူတည့်ရကျော်တဲ့ဟာအောင်မှာအဲ့လမ်းလဲကောင်ကြီးမှာချထားတာမှာရဲ့အဲ့လိုမျိုးဆိုတော့ပုံမှန်ကျွန်တော်တို့မိပိုင်းနေရဒီအပေါ်မှာမိကိုလမ်းကြည့်ရတာဟောဒီရနဲ့လေမျိုးကန်နေရအသားမကြအောင်နောက်တစ်ခုကရင်ကျော်ပိတ်ရင်ကျော်ပိတ်ဆို့မှုကလည်းအခုကတော်တော်ကိုဆိုးဆိုးဝါးဝါးကိုဖြစ်နေရဟိုအရင်တော့က ုံပိလန်းနေမပိတ်တာတောင်မှကျုံပိလန်းနေရောပိတ်အခုမနေ့ယုံသွားချင်းညနေကျုံပြင်ချင်းဆိုတမျိုးလုံးပိတ်ပေါ့နော်သူတို့အဲ့ဒါဟိုဖြည့်ရှင်းဖို့တခြားနီလန်းလည်းမစင်တာအောင်နောက်တစ်ခါမီးပွိုင်းနေလဲအလုံးမလုံးမီးပွိုင်းကဟိုအမင်းမီးပွိုင်းနေရလွဲပြီးကျန်တဲ့မီးပွိုင်းနေကုန်လုံးမီးတောင်အများနဲ့ပြက်နေတယ်လို့ပဲရွှေရှာမီးပွိုင်းကိုကာကြောပိတ်ဆို့တဲ့နေရာတွေမဟုတ်တဲ့မန္တလေးကျုံတောင်ဘက်ထွက်ပေါက်က26လမ်း83လမ်းမီးပွိုင်းလမ်းစုံလိုနေရာတွေမှာအုံပြုနေတာဖြစ်လို့အမှန်တကယ်ရင်ကြောပိတ်ဆို့တဲ့နေရာမှာတုံးနေရမဟုတ်ဘူးလို့ဒေတာခန့်တွေစီကားသိရပါဗျ။ လက်ရှိမှာတော့ရွေးရှာမီပွိုင်တွေကိုမျိုးရဲရင်ကျောပိတ်ဆို့တဲ့နေရာတိုင်းမှာအသုံးပြုနေတာမဟုတ်သလိုမီပွိုင်လုံလောက်မှုမရှိတဲ့အတွက်ရင်ကျောပိတ်ဆို့တဲ့ပြဿနာကိုမဖြေရှင်းနိုင်ကြောင်းနောက်ထပ်ဒေသခံတယောက်ကလည်းပြောပါတယ်။ရွေးရှာမီပွိုင်တွေနဲ့ပတ်သက်ပြီးတော့သုံးနေရာတော့ရှိပေါ့။မီပြက်နေတဲ့နေရာမီပွိုင်ပြက်နေတဲ့နေရာတွေမှာရင်ကျောပိတ်ဆို့မှုတွေကိုကာကွယ်ဖို့ဖြေရှင်းဖို့အတွက်သုံးတယ်လို့ထင်တာပဲ။ဖြေရှင်းနိုင်မလားဆိုတာကတော့အဲ့လိုမလုပ်ဘူးလို့ထင်တယ်။ ူးလေပြတဲ့နေရာကအများကြီးအခုမြင်ရတဲ့လောက်တော့လုံလောက်လောက်လည်းရှိတဲ့ပုံမပေါ်ဘူးတွေ့တာတော့တခါပဲတွေ့ဘူးလေတချို့ဆိုပြောတော့ပြောနေကြတယ်ဘယ်ချိန်ခိုးခံမလဲမသိဘူးလို့ဘယ်ကောင်ဝင်တိုက်အောင်မလဲမသိဘူးပေါ့လေအဲ့တော့အဲ့ဒါတွေကလည်းပြောလို့တော့မရဘူးဘယ်ချိန်ခိုးခံမလဲဆိုတာကတော့ခေကလာကလည်းကောင်းတာမဟုတ်လေရထားတဲ့ဆက်တော့ခတဲ့ဆိုက်ကယ်ဟိုတော့ဆက်တော့မြန်မာကပြုတ်ပြီးတော့ခိုးနေကြတယ်လျှက်စမီပြတ်တောက်ချိန်အ धिक မီပွိုင်းအကြီးနေရာတွင်အချိန်ပိုင်းရင်ကျောပိတ်တဲ့လမ်းစုံနေရာတွင်မှ ရင်ကြောကြက်တဲ့ပြဿနာကိုဖြေရှင်းဖို့ရွေးရှာမီပွိုင်းကိုစီစဉ်ခဲ့တာဖြစ်တယ်လို့မန်းမြို့တော်စီပင်ကတာဝန်ရှိသူတယောက်ကပြီးခဲ့တဲ့ဇူလိုင်လမှာဝါရဖြန့်သတင်းမီဒီယာတွေကို ဖြေကြားထားတာရှိပါတယ်။ဆိုလာနဲ့ဖန်တီးထားတာဖြစ်လို့မြင်းပြတ်ချိန်တွေမှာလည်းအလွယ်တကူရွေးရှာနိုင်ပြီးအရေးပေါ်နေရာတွေမှာအဓိကအသုံးပြုမယ်လို့လည်းဆိုထားပါတယ်။ကျွန်မဝေပါ